အမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့ဆိုရင်တော့ short term long term blue plan တွေထားရှာမယ်ဈေးကွက် direction ရကျွန်တော်တို့ entity တွေ target တွေဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်နားလည်မယ်ပေါ့နော်လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့13000 13800ဒီကြားထဲမှာတွေ့ရတယ် ETH ဆိုရင်လည်း2400 2500ဒီကြားထဲမှာတွေ့ရတယ်ပေါ့နော်တခြား HRP BNB Solana TRX Doge ADA AVAX LTC Dot 3 NIA ACB ပေါ့ ဒီ quantity ကလည်းတက်လာတဲ့အချိန်မှာရှိရပါတော့ DCH နဲ့ APT ကတော့နည်းနည်းလေး down set မှာရှိနေတာကိုတွေ့ရတယ်ပေါ့ပြောမှဆိုရင်ဈေးကွက်ထဲမှာကျွန်တော်ဒါပြီးခဲ့တဲ့အပတ်ကထက်ဆိုင်ကနေ့ဒီအပတ်မှာပေါ့နော်ဒါပြန်ပြီးတော့နည်းနည်းလေး recovery ဖြစ်လာတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ဈေးကွက်ကဒါသတင်းချက်လက်ဒီကြောင့် down set ကိုရောက်ခဲ့ပြီးတော့ပြန်ပြီးတော့တဖြည်းဖြည်းနဲ့ဒါ recovery ဖြစ်လာတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်ဒီမှာ BTC နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါကြည့်ကြည့်မယ်ဆိုရင် ခဏိတော့ဒါ volume နည်းနည်းတက်လာတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ်ဘာလို့ volume များလာတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးကျွန်တော်ဒါ BTC မှာလည်းပြန်ပြီးတော့ recovery တစ်ချက်တွေ့ရတယ် volume ကိုကျွန်တော်ဒါကြည့်ကြည့်မယ်ဆိုရင်ဒါမနေ့ကထက်ဆိုင်နည်းနည်းတက်လာတဲ့အနေအထားပေါ့နော်3.45%တက်လာတယ်ပေါ့ဆိုတော့ဒါဈေးကွက်ထဲမှာ volume ရောက်လာမယ်ဆိုရင်တော့ကောင်းကောင်းမွန်မွန်ကျွန်တော်ဒါ recovery ဖြစ်ဖို့ chance ပိုများတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ trading view ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပထမဆုံးကျွန်တော်ဒီမှာ BTC ရဲ့ 4-hour chart ကိုကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒါ ဒေါင်းထန်ကိုရောက်ခဲ့ပြီးတော့မှပြန်ပြီးတော့ recovery ဖြစ်နေတာပေါ့နော်မနေ့ကဒီနားလေးမှာကျွန်တော်ပြောခဲ့တာရှိရယ်ဒီကွက်ထဲမှာ volume နည်းတဲ့အတွက်ကြောင့်မလို့ဒီနားလေးမှာကျွန်တော်ဒါ small candle အနေနဲ့ပဲဒါ recovery ဖြစ်တာဟော downside ဘောတွေ့ရမှာပေါ့နော်ဒီနားလေးမှာကျွန်တော်ဒါ storm down storm recovery အနေနဲ့ကတော့ကျွန်တော်မတွေ့ရဘူးပေါ့ဆိုတော့လက်ရှိကျွန်တော်ဒါမနေ့ကပြောထားတာရှိရယ်ပေါ့နော် pressure and you ချင်တဲ့သူတွေအနေနဲ့ တသိန်း9000တသိန်း6000မှာကျွန်တော်ဒါ fresh entry တစ်ခုယူထားလို့ရမယ်ဗောနော်အရင်ကတည်းကကျွန်တော်ကို follow လုပ်ပြီးတော့မှဒီ downside မှာဝယ်ထားတဲ့သူတွေအနေနဲ့ဆိုရင်တော့လက်ရှိဆိုရင်ဒါ profit ထဲမှာရှိမှာဗောနော်ပို့ပြီးတော့ကျွန်တော်ဒါနားလည်လို့ရအောင် daily ကိုတစ်ချက်ကြည့်ကြည့်အောင်ဗောနော် daily ကကျွန်တော်ဒီမှာကြည့်ကြည့်မှာဆိုရင်ကျွန်တော်ရဲ့ register ကတော့ straight line ဖြစ်တယ်ဗောနော်ကျွန်တော်ရဲ့ spot ကတော့ trend line ဖြစ်တယ် price action ကဒီကြားထဲမှာပဲ move ဖြစ်တာပေါ့နော်ဒါကိုကျွန်တော်ဒါ ascending triangle pattern လို့ခေါ်ရပေါ့ ascending triangle pattern မှာကျွန်တော်ဒါ register ကို cross လုပ်မယ်ဆိုရင်တော့ attack ကိုကောင်းကောင်းမှု move ဖြစ်မယ် ဒါ spot ကို break လုပ်မှာဆိုရင်တော့ကျွန်တော်ဒါ down side ကိုရောက်မှာပေါ့နော်ဆိုတော့လက်ရှိအနေထားမှာတော့ကျွန်တော်ဒါ register back ကိုပို့ပြီးတော့နှိဆက်တယ်ပေါ့ဆိုတော့ဒီကြားထဲမှာကျွန်တော် confirmation zone တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တသိန်း8000ပေါ့နော်တသိန်း8000အထက်ကိုကျွန်တော် move ဖြစ်မယ်ဆိုရင်တော့ဒါဈေးကွက်ကအထက်ဘက်ကိုကောင်းကောင်းမွန်မွန်ဖြစ်နိုင်မယ်လို့ဒါမြင်တယ်ပေါ့နော်ပြင်တော့ဒါနောက်ပိုင်းကျရင်ကျွန်တော်ဒါဒါကျွန်တော်လက်ရှိတသိန်း1000ကနေပြီးတော့တသိန်း1200ကကျွန်တော် export ဖြစ်မယ်ပေါ့နော်ပြင်ဟိုဘက်ကိုကျွန်တော် တသိန်းတောင်းဝမ်းကနေပြီးတော့တသိန်းနှစ်တောင်းကတော့ကျွန်တော်ရ register ဖြစ်ဖို့ပို့ပြီးတော့များတယ်ပေါ့ဆိုတော့ကျွန်တော်အမြင်ကဒီကနေစပြီးတော့ recovery ဖြစ်ဖို့ပို့ပြီးတော့မြင်တယ်ပေါ့နော်ဆိုတော့ pressure anti အနေနဲ့တော့ခဏတစ်ပြုတ်စောင့်ပြီးတော့ anti ကပို့ပြီးတော့ save ဖြစ်မှာပေါ့ဒါမဲ့ quarter ရေရှည် hold ထားနိုင်မယ်ပေါ့နော်ဒါ capital လက်နိုင်တယ်ချလာခံ second anti DC လက်လုံးနိုင်တယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးဆိုရင်တော့လက်ရှိ current price နဲ့ small margin low leverage long back ကို anti ထားလို့ရမှာပေါ့ ဆိုတော့ကျွန်တော်ဒါကြာလာခန့်တော့ DCA ကတော့ကျွန်တော်ဒါ9000နဲ့ပြီးတော့9000 2000ပေါ့နော်ဒီနေ့ထားမှာကျွန်တော်ဒါ DCA လုပ်မယ်ပြီးတော့ကျွန်တော်ဒါ weekly ကိုတစ်ချက်လောက်ကြည့်ကြအောင်ပေါ့ weekly ကဆိုရင်ကျွန်တော်ဒါပို့ပြီးတော့ရှင်းတယ်ပေါ့နော်ဒီကနေစပြီးတော့ကျွန်တော်ဒါ plan back ကိုမူဖြစ်နေခဲ့တာပေါ့နော်ဆိုတော့လက်ရှိဆိုရင်လည်းကျွန်တော်ဒါ hard 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 လို့ပတ်တယ်နေတဲ့အထက်မှာပဲရှိနေတရပေါ့ဆိုတော့ပြောမယ်ဆိုရင် 4hour ရရောကျွန်တော်ဒါ daily ရရောဒါ weekly ရရောဒီကွက်ကတော့ plan back မှာရှိနေတယ်ဒါကျွန်တော်အမြင်ရတော့ဒီကနေစပြီးတော့ recovery ဒါ strong recovery တခုအနေနဲ့ကျွန်တော်ဒါပြန်ပြီးတော့တွေးရဖို့ရှိမယ်လို့ထင်တယ်ပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်ဒါ down side ကိုရောက်ခဲ့မယ်ဆိုရင်တော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့နော်။ကိုသားကနေပြီးတော့ကိုသားနဲ့ထောင်မှာပဲကျွန်တော်ဒီ sale လုပ်မဲ့ဒီကြားထဲမှာမလုပ်ဘူးပေါ့။ဒီမှာလည်းကျွန်တော်ရဲ့ register ကတော့တသိန်းတစ်သောင်းကနေပြီးတော့တသိန်း1200ဖြစ်တယ် sport ကတော့ trend line ဖြစ်တယ်ဆိုတော့ကျွန်တော်ဒါ weekly ရလဲကျွန်တော်ဒါ bullish pattern ဖြစ်တယ်ပေါ့နော် ascending triangle ဆိုတော့ကျွန်တော်ဒါအဓိကပထမဆုံးဒီမှာတသိန်းတသိန်း1200ကို cross လုပ်မယ်ဆိုရင်တော့အထက်ကိုခေါင်းအောင်မူမူဖြစ်မယ် short term target တွေအနေနဲ့ကတော့ တသိန်းတထောင်ခွဲကနေပြီးတော့တသိန်းနှစ်ထောင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ short term target တွေဖြစ်မယ် long term target တွေအတွက်ဆိုရင်တော့နည်းနည်းလေးရေရှည် hold ထားဖို့လိုရမယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီတစ်ခေါက် bull market ကနည်းနည်းလေးအချိန်ကြာဖို့ရှိမယ်ပေါ့ဆိုတော့ဒါမနေ့ကကြရကျွန်တော်ဒါ ETH နဲ့ပတ်သက်ပြီးတော့လည်းပြောပြောခဲ့တာရှိရပေါ့နော် ICP နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောခဲ့တာရှိရတခြား coin တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒါအာ anti party target တွေပေါ့နော်ဒါ technical analysis ကကျွန်တော် explain လုပ်ထားတာတွေရှိရပေါ့ဆိုတော့ဒါ အာအများအတွက်ဒါကျွန်တော်အနေနဲ့ကတော့ဘလူးကွန်မြူနယ်ဆိုတော့အများအတွက်နည်းနည်းအမြင်တစ်ခုခုရအောင်ပေါ့ဗျာနော်အိုင်ဒီယာတစ်ခုခုရအောင်ပေါ့ဒါပတ်စံရတော့ဗျာခင်ဗျားတို့ကိုယ်ပိုင်ပတ်စံဖြစ်တယ်ဒါကြောင့်မလို့ကိုယ်ပိုင်လေ့လာပြီးတော့မှာပေါ့နော်တကြလေးလေ့လာပြီးတော့မှာဒါခြေကွက်ထမရင်းနှီးမြှုပ်နှံမှုတွေလုံးစေချင်တယ်ပေါ့ဒါကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှာဒါအိုင်ဒီယာတစ်ခုခုပေါ့နော်ရရင်ကိုကျွန်တော်တို့ကကျင်းနေတယ်ပေါ့ဆိုတော့ခနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်